ူတော့ကျွန်တော်ပါပေါ့ဒီနေ့တင်ဆက်ပေးရမယ့်တဲ့ရင်ကတော့ AOD တိုင်းလင်းမျက်နာမျိုးနဲ့တင်းနုကုန်းကျေးရွာမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့နင်းမြေရေးစကန်ကို Arcontador A နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ဆိုတဲ့တဲ့ရင်နဲ့ Arcontador A ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ဟာအမြောက်တပ်သုံးလေးတပ်ရင်းအတွင်းပိုင်းအထိရောက်ရှိနေပြီဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ကြပါရခင်ဗျ။ AOD တိုင်းလင်းမျက်နာမျိုးနဲ့ ်တင်းကုန်ကြေးရွာမှာရှိတဲ့ကျမ်းပတ်စစ်ကောင်စီရဲ့နေမြေရေးစခန်းကို recorded to a နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားကြောင်းဒေသခံများထံမှသိရပါတယ်အဆိုပါရေးစခန်းဟာပတဲမွန်ရွာလမ်းမှာရှိတဲ့တင်းကုန်ကြေးရွာမှာအခြေစိုက်ထားတဲ့ရေးစခန်းဖြစ်ပြီး Arecot to in တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဇွန်လ16ရက်နေ့နက်နက်ပိုင်းမှာအဲ့ဒီနေမြေရေစခန်းကိုတင်ပိတ်လိုက်ကြောင်းသိရပါတယ် တလိုင်းပူပေါင်းတပ်ဖွဲ့စီမှာအသိခံလိုက်ရတဲ့ဆိုပါနေမြေရစ်ခန့်အရင်ကအင်အားတိတ်မရှိပေမဲ့လေယခုတော့ရဲသားနဲ့အကြမ်းဖက်စစ်သားပူပေါင်းထားတဲ့နေမြေရစ်ခန့်တစ်ခုဖြစ်တယ်လို့သိရပါတယ်။လက်ရှိချိန်မှာ arecord.a ဥဆောင်တဲ့တလိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်ကောင်စီတို့ဟာတေကုံချင်းကုံအနည်းတစ်ပိုင်းမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေလို့သိရပါတယ်။ဒါပြင်အကြမ်းဖက်စစ်ကောင်စီကလည်းဝိုင်းစနစ်စစ်လျင်နဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေကြတဲ့ မြေပြင်စေတရင်ရင်းမြစ်ထံမှတီးရပါတယ်။တင်းနုံကြည်ရောနေမြေရေစကန်မှထွက်ပြေးလာတဲ့အချမ်းဘက်စစ်ကောင်စီတပ်ဖွဲ့တွေဟာလက်ရှိရေပြူကြည်ရောမှာတက်ဆွဲထားပြီးကြားတိုင်းနဲ့တင်းနုကုန်းကြည်ရောကိုလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်။တိုက်ပွဲများကြောင်းကြားတိုင်းသေးကုန်းစောပြရေပြူစတဲ့ကြည်ရောမှာဒေသခံထောင်ကြီးတွေဟာဘေးလွတ်ရောက်တော့တင်းချောင်းနေရကြောင်းသိရပါတယ်။ ဒါပြင် arrecorded တော့အေးဥဆောင်တဲ့တော်လိုင်းရေးပူပေါင်းတက်ဖို့တွေရဲ့ထိုးစစ်တွေဟာအမြောက်တက်သုံးလင်းတက်ရင်အတွင်းပိုင်းထိရောက်ရှိနေပြီဆိုတဲ့သတင်းကိုလေတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျာအရာဝတီတိုင်းရင်ကြည်မြို့နယ်ငတိုင်းချောင်းနဲ့စင်မိုင်ခန့်သာဝေးတဲ့အကျမ်းပတ်စစ်ကောင်စီရဲ့အမြောက်တက်သုံးလင်းမှာလေတိတ်ပွေးတွေပြင်းထန်နေပြီးအကျမ်းပတ်စစ်ကောင်စီကရင်းနှံသာဂိတ်ဘက်ကနေလက်နက်ကြီးပစ်ကူပေးနေတဲ့အပြင်လေချောင်းပစ်ကူနဲ့ပါအဓိက ခုခံနေကြောင်းသိရပါတယ် ဒါပြင် arrecorded.a ဥဆောင်တဲ့တော်လိုင်းပူပေါင်းတက်ခွေရဲ့ထိုးစစ်တွေဟာအမြောက်တက်သုံးလဲတရင်အတွင်းမှအထိရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ arrecorded.a နဲ့တော်လိုင်းပူပေါင်းတက်ခွေရဲ့ထိုးစစ်စင်တိုက်ခိုက်မှုကြောင့်အမြောက်တက်သုံးလဲတရင်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးမှုရှိနေပြီးလက်နက်ကင်းရတဲ့သူဖမ်းဆီးရမိသူတွေလည်းရှိရလို့မြေပြင်စစ်ရေးတရင်ရင်းမြစ်ထံမှာသိရပါတယ်။ ဆိုပါအမြောက်တက်သုံးလေးတက်ရင်ကိုစတင်တိုက်ခိုက်ခံရခြင်းမှာစတယ်ပြီအကျံဘက်စစ်ကောင်စီကစကန်တွင်မှာလက်နက်ခေရန်အများအပြားကိုကျုံပြမျိုးနဲ့အခြေဆိုင်ခါလက်ရ36တက်ရင်လို့ရွှေ့ပြောင်းထားပြီးအကျံဘက်စစ်ကောင်စီကကျုံပြနဲ့ရေကြီးမျိုးနဲ့မှာခံစစ်ပြင်ဆင်ထားကြောင်းသိရပါတယ်ဒီနေ့တင်ဆက်ပေးရတဲ့တဲ့ရင်ကတော့ AOD တိုင်းလေးမျက်နှာမျိုးနဲ့တင်းနုကွန်ကျေးရွာမှာရှိတဲ့အကျံဘက်စစ်ကောင်စီရဲ့နင်းကြီးရေစကန်ကို အာရခတ်တောအေနတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ဆိုတဲ့တဲ့နဲ့အာရခတ်တောအေဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုဟာအမြောက်တပ်၃လက်တက်ရင်အတွင်းပိုင်းအထိရောက်ရှိနေပြီဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်တဲ့င်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျာခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ thank you